ပြင်းပြင်းပြပါအလှူရှင်ရပါတော့နော်ဒါတို့ပရိုက်တာအသင်းတွေအားလုံးမိမိတို့ကြိုက်နေတဲ့ဟိုအသင်းလေးတွေပေါ့နော်အသင်းလေးတွေကဝိုင်းဝင်းပြီးတော့လှူဒန်းပေးဖို့တော့ကိုတော့အဲဒါကျွန်တော်တို့ကပရိုက်တာအသင်းတွေအားလုံးကိုစားပါတော့ကျွန်တော်တို့ကတောင်းဆိုတယ်ကျွန်တော်တို့အသင်းတွေနေရလဲဒီဗမာပြည်မှာရှင်းမပရိုက်တာအသင်းတွေအားလုံးကိုလည်းကျွန်တော်တို့ကကျွန်တော်တို့အသင်းအနေနဲ့လည်းအရင်လေးလေးစားတယ်ကျေးဇူးတွေတင်တယ်ဂုဏ်လဲယူတယ်မိမိကိုကြိုးကိုမပါဘဲနဲ့အားလုံးကဒါတက်ညီလက်ညီဒီငလင်းတန်ခံစားရတဲ့မိသားစုဝင်တွေကိုလူသားချင်းစာနာပြီးတော့ ဒါအားလုံးကလာပူးပေါင်းပြီးတော့အကူအညီကြတာကြောင့်မို့လို့တော်ဗမာပြည်က pride အသင်းတွေအားလုံးရဲ့ကိုစားပေါ့နော်ဒါအဲအသင်းတွေအားလုံးကဒါတို့ကတို့ကတို့ဂရုနာကန်လက်အသင်းတွေပြီးတော့ကျေးဇူးလေးတင်တယ်အားလုံးပရင်အသင်းတွေအားလုံးလည်းလေးလေးလေးစားတယ်ရှေ့လျှောက်လည်းလုံးမဲ့ pride လုပ်ငန်းတွေရောကဲသေးလုပ်ငန်းတွေမှာလည်းအားလုံးလည်းအန်တယ်လည်းကင်းပါစေလို့တို့လိုအပ်နေတဲ့ပစ္စည်းလေးတွေကိုလည်းဒီဖြစ်တင်းလှူဒန်းပေးမယ်အလှရှင်လေးတွေရပါစေလို့ကျွန်တော်တို့ခုနကကလည်းအတင်းအဆူတောင်းပေးလိုက်ပါရဗျအဓိကလိုအပ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ခုချိန်ပါဘောနော် ဟိုပြန်လဲထူထောင်ရေးအပိုင်းอ่ะဖြစ်သွားပြီဗောနော်ဒါကြောင့်အခုပြန်လဲထူထောင်ရေးကာလဖြစ်သွားပြီအဲ့ကာလအတော်အတွင်းမှာကြတော့ဟိုအခုဒီကြောင့်ယာယီတဲလေးတွေကိုနော်ပြီးရရင်ကျွန်တော်တို့အခုမိုးရတီကလည်းရောက်တော့มาဖြစ်တဲ့အတွက်ကိုဒီတီရလေးပြကျွန်တော်ဒီမိုးရင်းဝင်တဲ့အထီကိုကပြန်လဲထူထောင်ရေးအတွက်ကိုသူတို့ဒီအိမ်တွေပြန်ဆောက်တာလို့ဘာလို့ညတော့အချိန်မီဦးမှာမဟုတ်ဘူးပြအလင်းမီဦးမှာလည်းမဟုတ်ဘူးမိုးရပြတဲ့အတွက်ကိုလက်ရှိမှာဗောနော်နေစရာပြုစရာတော့အဓိကဖြစ်နေတာဗောနေစရာပြုစရာမရှိတဲ့အတွက်ကိုအဓိကလိုတာတော့ခုနကျွန်တော်တို့ယာယီတဲလေးတွေလိုမယ် ပြီးရင်ဟိုယာယီအိမ်လေးတွေပေါ့နော်အိမ်လေးတွေဟိုအရန်တံမိုးနဲ့အိမ်လေးတွေပေါ့နော်တံမိုးနဲ့အိမ်လေးတွေလုံမယ်ပြီးရင်ကျွန်တော်တို့စောင်းလေးချင်းအောင်လေးအဲပြီးတော့ရင်ကျွန်တော်တို့ဒီတာလဘတ်ပေါ့တာလဘတ်တို့ဟိုဒါတွေကတော့အဓိကမေးပေါ့ဗျာနော်ငါလည်းလောက်တာကကျော်28ရက်လေးလပေါ့ညငယ်7နာရီခွဲလောက်မှလောက်တယ် တိုင်းနဲ့ပြည်နယ်အချို့တော်တော်များများလှုပ်တယ်နော်လှုပ်တော့ကျွန်တော်တို့ရန်ကုန်မှာလည်းတည်တည်သာသာလေးခံစားလိုက်ရတော့ကျွန်တော်တို့အသိအခြေချရာမြို့နယ်တွေမှာလည်းနော်ထိခိုက်ပျက်စီးမှုတွေပျော်ကြပျက်စီးမှုတွေရှိလာဆိုပြီးတော့အသိအသူအသိသားတွေအားလုံးသူ့နေရာအသီးသီးခွဲပြီးတော့ကျွန်တော်ကလိုက်ဆောင်ဆန်းလိုက်တယ်ဆောင်းဆန်းခါကျတော့ကျွန်တော်တို့ရန်ကုန်မှာထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိဘူးမရှိတော့အခြားပြည်နယ်နဲ့တိုင်းတွေကိုဆောင်းဆန်းတဲ့အချိန်မှာမန္တလေးနေပြီးတော့ဗောနော်အဲအမှတော်တော်ထိခိုက်ပျက်စီးသွားတယ်ဆိုတော့ကျွန်တော်ညနေ9:00နာရီမှာကျွန်တော်ဦးစီးပြီးတော့ရန်ကုန်ကနေပြီးတော့ကျွန်တော်အသိအ9ရက် မန္တလေးကိုရှာဖွေကယ်ဆယ်ရေးလို့ပို့တော့ကျွန်တော်တို့ထွက်သွားခဲ့တယ်ကျွန်တော်နဲ့အတူတူဟိုဟာ we let 2 elen အဖွဲ့ပြီးလို့ရှိရင် moment foundation အဖွဲ့ဒါသုံးဘွဲ့ပေါင်းကျွန်တော်ရန်ကုန်ကနေညနေ9နာရီမှာထွက်သွားတယ်ထွက်ပြီးတော့မန္တလေးကိုကျွန်တော်တို့နောက်နေ့မနေ့မိုးလင်းတော့မန္တလေးကိုရောက်တယ်ပေါ့နော်ရောက်ချင်းမှလည်းအဲ့ဒီကုညီကတဲ့မှုလုပ်ငန်းတွေကိုကျွန်တော်စပြီးတော့လုပ်ခဲ့တယ်။အဲ့ဒီကရောက်တော့ပေါ့အဲဒါကျွန်တော်တို့ဥဒီပရိုက်တာလုပ်တဲ့တန်တန်းတစ်ချက်မှာဒါ၃ချိန်ရောက်ပေါ့အများဆုံးလူတင်မှုကိုတွေ့ရတာပထမတစ်ချိန်ကတော့နာခဲ့ဒုတိယတစ်ချိန်ကတော့ကျွန်တော်မွန်ပြည်နယ်အပေါင်း အပေါ်မှာရှိတဲ့မလက်တောင်မြေပြိုမှုအဲ့မှာလည်းအဲ့လိုလူအမြောက်များတည်ခဲ့တာအခုဒီငလင်ဘေးမှာကျတော့လေအများပြားတည်တဲ့ဘောနော်တို့စရောက်သွားတဲ့နေကတော့အဲ့ဒီမနက်ပိုင်းမှာကျတို့ဒီမန္တလေးမြို့ကလူနေနှစ်ထပ်အိမ်နှစ်ထပ်အိမ်ပေါ့အဲအဲ့ဒီအိမ်ရှိမှာကျတို့ကားကိုရက်ပြီးတော့ဘယ်အပိုင်းကိုစကူရမလဲတို့တိုင်ပင်တဲ့အချိန်မှာအဲ့အိမ်မိသားစုကနေပြီးတော့လာရောက်အကူညီတောင်းတာသူအောက်မှာ၆နှစ်သမီးလေးအသက်ရှင်လေးပြိမိနေဆိုတာသိရတော့တို့အားအားချင်းပေါ့တို့ရှိမှာ ပါတဲ့အဖွဲ့တွေစုပေါင်းပြီးတော့ဒါအချင်းဘွေသောဦးသောအသက်ရှင်လေး6နှစ်သမီးလေးဟိုစပြီးတော့ကဲထုတ်နိုင်နိုင်ခဲ့တယ်အဲအဲ့ဒီကနေမှနောက်တခြားဟိုပြိုကျပျက်စီးသွားတဲ့မိသားစုဝင်တွေကလာရောက်အကူအညီတောင်းတဲ့နေရာတွေကိုအဲကျွန်တော်တို့ပရိုက်ဒါအဖွဲ့တွေစုပေါင်းပြီးတော့လိုက်ပြီးတော့ဗောနအကောင်ဆုံးအသက်ရှင်တဲ့လူဆိုလို့ရှိရင်လည်းအသက်ရှင်လေးရအောင်ထုတ်ပေးခဲ့တယ်တေဆုံးတဲ့သူဆိုလို့ရှိရင်လည်းကျွန်တော်တို့တေဆုံးတဲ့အတိုင်းအကောင်မွန်ဆုံးတကြိုးလို့ရအောင်လို့အကောင်ဆုံး ဖြစ်အောင်လို့တက်နေဆုံးရောက်ပြီးတော့ဆွဲထုတ်ပေးခဲ့တယ်အသက်ရှင်လဲကဲထုတ်တဲ့ကလေးခံစားချက်မတိုင်ခင်မှာကျွန်တော်တို့စရောက်သွားတယ်ရောက်သွားချင်းမှာအိုက်ပြိုကျပျက်စီးနေတဲ့ဟာတွေကိုကြည့်ပြီးတော့ပေါ့ဒီနေရာမှာငါတို့အသင်းအဖွဲ့တွေရဲ့မိသားစုဝင်တွေငါတို့ရဲ့မိသားစုဝင်တွေဆိုလို့ရှိရင်ရောဆိုတဲ့စိတ်ကစိတ်ထဲဝင်ပြီးတော့ဗောနော်ဒီကျွန်တော်တို့ဘယ်လိုပြောမလဲဟိုဝမ်းနေသွားတာဝမ်းနေပြီးသွားပြီးတော့ဘယ်ကနေဘယ်လိုစောက်ကူအောင်လဲဆိုတာကိုတော့မစဉ်းစားမိဘဲနဲ့ကျွန်တော်ကြောင်းအန်းဖြစ်သွားသေးတယ်အဲအဲ့အသက်ရှင်လဲကဲထုတ်နေတဲ့6နှစ်သမီးလေးရဲ့အမေလာအကူကြီးတောင်းတော့မှာ ကျွန်တော်ကဲထုတ်လိုက်တယ်အဲကဲထုတ်တဲ့အချိန်မှာလဲကျွန်တော်တို့နဲ့ကျွန်တော်တို့နဲ့ထပ်တူပဲသူ့ရဲ့မိသားစုဝင်တွေရောဘေးပတ်ဝန်းကျင်ရောဒီကလေးအသက်ရှင်လက်ထွက်လာနိုင်တော့အကုန်လုံးကပျော်ပျော်ရွှင်ရွှင်နဲ့ဝမ်းမနဲ့တာပဲအဲသူလက်ခုပ်တွေပါတီးတယ်ပြီးတော့ကျွန်တော်တို့အားပေးတယ်အားပေးတယ်ကျွန်တော်လည်းအတိုင်းမသိတော့ဝမ်းသာတယ်တို့ချေးဆက်ပြီးတော့လောက်ရမယ့်ဟာပေါ့တော်တော်လေးကိုအားဖြစ်သွားတယ်အဲနောက်ပိုင်းကျတော့ပေါ့ကျွန်တော်တို့ဒီရက်ကြလာတဲ့အမြပေါ့တချို့ကျတော့လည်းဟိုတိုက်တာတွေကအထက်တွေကအဆောက်အဦတွေကမြင့်တယ်မြင့်တဲ့အခါကျတော့အဲ့မှာပိတ်မိတဲ့ဟာတွေက ဟိုအပေါ်ကတန်းနေပါတယ်များတဲ့ခါကျတော့တေကြီးနေတေတေကုန်ကြပြီပေါ့တေကုန်ကြတော့လေအဲ့အင်ရှင်တွေကိုကျွန်တော်ကခေါ်တယ်ခေါ်ပြီးတော့ဟိုနောက်ဆုံးဘယ်နေရာမှာ तू ကနေခဲ့တာလဲဘယ်နေရာမှာဟိုနေဖြစ်လဲအဲ့အဲ့နေရာတွေကိုမေးပြီးတော့ဒီကျွန်တော်တို့ရှိမှာပါတဲ့တူတွေစောက်တွေနဲ့အဲ့ဟိုအုပ်တွေကိုဖောက်ဖောက်ပြီးတော့ဒီတေဆုံးတွေနဲ့ရုပ်အလောင်းတွေကိုဟိုအဲ့အကူကြီးတောင်းတဲ့မိသားစုဝင်တွေစီကိုလိုက်ပြီးတော့လိုက်ထုတ်ပေးခဲ့တယ်ထုတ်ပေးခဲ့တော့ကျွန်တော်တို့ဘာတစ်ခုတော့တွေ့ရလဲဆိုတော့အဲအဲ့ဒီမှာပေါ့ကျွန်တော်ဒီကေဆေးအဖွဲ့တွေက တော့ဗမာရရှိတဲ့ provider အသင်းတွေမှာဒီကယ်ဆယ်ရေးပစ္စည်းတွေကအဆုံးလည်းမရှိတဲ့အခါကျတော့ဟောနော်အဲလောက်ကကယ်ဆယ်လောက်ကနည်းနည်းလေးနှောင့်နေတယ်ဟိုကျွန်တော်တို့ကြောက်ရလို့တော့မဟုတ်ဘူးဗောဒီကယ်ဆယ်ရေးပစ္စည်းတွေမရှိတော့တဲ့အဆုံးလည်းမရှိတဲ့အခါကျတော့ဒီကယ်ဆယ်ရေးဘိုင်းမှာနည်းနည်းလေးနှောင့်နေကြညာပြီးတော့ဟိုမလိုလားတဲ့တည်ဆုံးမှုတွေလည်းရှိနေရှိခဲ့မှာဗောအဲ့လိုမျိုးတော့မန္တလေးလမ်း80နဲ့22လမ်းထောက်မှာရှိတဲ့ engine ကိုလို့ engine ကိုတော့ကျွန်တော်တို့ညနေပိုင်းမှာနောက်နောက်တစ်နေ့ညနေပိုင်းမှာရောက်သွားတယ်ရောက်သွားတော့ကျွန်တော်တို့ဂူနာကမ်းလိုက်ရယ် ်မဝီလက်ထွေးလင်းအဖွဲ့ရဲ့မိုးမှန်အဖွဲ့သုံးဖွဲ့ပေါ့နော်ရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာအမတေဆုံးမိသားစုဝင်ရဲ့ကြံရှိတဲ့မိသားစုတွေကလာပြီးအကူအညီတောင်းတယ်သူ့အမျိုးသမီးနဲ့ကလေးပေါ့နော်16နှစ်သမီးလေးနဲ့သူ့အမျိုးသမီးနဲ့ဒီထဲမှာပိတ်မိနေတယ်ပေါ့နော်အမအသက်ရှင်လဲရှိမရှိဆိုတော့မသိဘူးမသိတော့သူတို့ရဲ့နေရာကိုကျွန်တော်ကမေးတယ်မေးပြီးတော့တက်နိုင်တော့ရှာဖွေပြီးတော့ဟိုပါပေါ့သူတို့ရဲ့ဓာတ်ပေါ်ဒီကိုရောင်းအောင်ထုတ်ပေးခဲ့တယ်ဒါပေမဲ့အခက်ခဲတော့အများကြီးရှိရရှိရဆိုတာက ြိုကျနေတဲ့ဒီအုတ်တွေဟွာတွေကအရန်ပိနေခါကျတော့တတော်ကြီးမှာရှိတယ်ကယ်တယ်ကြီးမှာရှိတယ်တတော်အသင်းဖွဲ့မှာရှိတယ်ပြည်စည်းတွေကအဆင်မပြေဘူးကျွန်တော်အဲ့ဒီအလောင်းတွေကိုဘလို့ဘာနဲ့ထုတ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဟိုနှစ်ပေါင်တူအတူလေးတွေရဲ့နောက်ပြီးတော့ကျွန်တော်တို့စောက်တွေနဲ့အဲ့အုတ်တွေကိုရိုက်ပြီးတော့ဖောက်ဖောက်ပြီးတော့ကျွန်တော်တို့ rider အသင်းကညီကိုတွေအကုန်လုံးရတာခက်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 အန်ရီလည်းများတယ်သူတို့အိုက်ထဲကနေပြီးတော့မဟုတ်ဘူးဒီတေဆုံးတဲ့လူတွေရဲ့ဒီသားသူဝင်တွေကောင်းကောင်းမွန်မွန်ပြန်တကြိုလို့ရအောင်ဒီ double body ကိုထုတ်ပေးခဲ့တယ်အလင်းကအခုကျွန်တော်တို့အသင်းကပေါ်တာ တလပြည့်သွားပြီပေါ့တလပြည့်ချိန်မှာကျွန်တော်ဟိုဟာမန်လော sorry တောင်ငူဝင်ခဲ့တယ်တောင်ငူဝင်တယ်တောင်ငူဝင်တဲ့ချိန်မှာတောင်ငူကတော့ဒါမြို့ကပရိုက်တာအသင်းနေရာရှိတယ်တောင်ငူမှာကတေဆုံးမှုက၁၀ယောက်ကျော်လောက်ပဲရှိတယ်ဒါပေမဲ့ကျွန်တော်ရောက်လာတဲ့ချိန်မှာမြို့ကပရိုက်တာအသင်းနေရာနောက်ဆုံးဓာတ်ပေါ်တွေကအစသူတို့အာချင်းပြန်ရတော့တောင်မှလို့ကျွန်တော်တို့အမှကျတော့တိတ်ပြီးတော့ဘာမှမလုပ်ပေးခဲ့ရဘူးကျွန်တော်အဲ့ရနေပြီးတော့ဒီကဲသေးပိုင်းဆိုလို့ရှိရင်မန္တလေးကိုကျွန်တော်တိုက်တက်တယ် ။အဲဒါနေပြည်တော်ကကြတော့ဟိုဝင်လိုက်တယ်ဝင်တဲ့ချိန်မှာနေပြည်တော်မှာကျွန်တော်နိုင်ငံပြည်သက်တက်ဖွဲ့ရှိတယ်။နောက်ပြီးတော့အခြားသော rider အသင်းတွေလည်းအကုန်လုံးရောက်လာကြတယ်ကျွန်တော်ကနေဟိုနေပြည်တော်နေမှာမန္တလေးကိုကူးသွားလိုက်တယ်။အဲမန္တလေးကျတော့သူကနေရာလည်းနည်းနည်းကျဲတယ်လူကြီးလည်းထူထပ်တယ်လို့ကျွန်တော်ကစိတ်ထဲမှာထင်တာပေါ့နော်ထင်လို့အဲ့ကိုဦးစားပေးပြီးတော့အဲ့ကိုသွားလိုက်တယ်။ဒါပေမဲ့ကျွန်တော်တို့အသင်းကနေပြီးတော့မှလည်းအခုလက်ရှိဦးဒီနေ့အထိပေါ့နော်ဒီနေ့အထိနေပြီးတော့မှကျွန်တော်နိုင်ငံပြည်သက်တက်ဖွဲ့နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ကြီးက volunteer နှစ်ဦးကလည်း လက်ရှိနေပြီးတော့မှကုညီကတဲ့အင်ကြီးနဲ့အားလေခုချင်းလေးဆက်လုပ်နေတော့ပဲ။တကယ်လို့ကျွန်တော်တို့အသိရတော့ဒီဟိုပါပေါ့အဓိကကျွန်တော်ကကဲဆယ်ရေးကိုဦးစားပေးပြီးတော့လုပ်တာ။တကယ်လေထူထောင်ကြီးကတော့ဒါတို့ကလည်းတကယ်လေထူထောင်ကြီးဆိုတော့တို့ရေပြေးဆိုလို့ရှိလို့ရှိရင်ရေဝင်သွားတယ်ရေပြန်ကျသွားလို့ရှိရင်အဲ့အိမ်မှာတင်ကြံခဲ့တဲ့နုံးကိုရေစေးလိုက်လို့ခြောက်သွားရင်ပြန်နေလို့ရတယ်။ဒါပေမဲ့အခုခါကျတော့လုံးဝပြိုပြီးတော့ပျက်စီးသွားတာဆိုတော့ဒီကိုပိုင်းအိမ်ဆိုလို့ရှိလို့ရှိရင်တို့အမြန်ဆုံးပြန်လေထူထောင်နိုင်မယ်။ ဒီတို့ကွန်ဒိုတွေဘာတွေငှားနေတဲ့အခန်းတွေဘာတွေဒါရောသူတို့ကြဒါကြောင့်သူတို့အပိုင်းကြောင့်ဘလို့ဖြစ်ရှင်းရလို့မသိဘူးကျွန်တော်တို့အသင်းအနေနဲ့ကတော့ဒီပြန်လဲထူထောင်ရေးပိုင်းအတွက်ကိုကြတော့အလူရှင်ရှိတယ်သူတို့ရှင်တော့ဗောနော်အလူရှင်တွေကဒီနေရာဒီနေရာကိုဒါတွေလှူနေသလိုရှင်တော့ကျွန်တော်တို့အသင်းကနေပြီးတော့ဒါအလူရှင်တွေကိုစားပြင်းပြပအလူရှင်တွေကိုတော့ကျွန်တော်ကလူအလူရှင်ရှိကြတယ်ဆိုလို့ရှင်ကျွန်တော်တို့ဓာတ်ရိုက်သွားလူပေးဗောနော်အခုချိန်ထိလည်းကျွန်တော်တို့ဒီမန္တလေးမြို့ပေါ်မှာဗောနော်တကယ်အလူရှင်လုံးဝမရှိတဲ့နေရာတကယ်လည်းခက်ခဲတဲ့နေရာတကယ်ငလင်တာခံလိုက်ရတဲ့ မိသားစုဝင်တွေလူမသိလက်အချို့မသိလက်တဲ့အလှရှင်တွေမသိလက်နေရာလေးတွေရှိတယ်အဲအဲ့နေရာတွေကျွန်တော်အဓိကထားဦးစားပေးပြီးတော့လိုက်လှူထားပေးတာရှိတယ်ဗျအဲနောက်ဆုံးအနေနဲ့ကတော့ဟိုပြောမော်တော့ကျွန်တော်ဒီပြည်ရင်းပြည်ပကအဲကျွန်တော်တို့အလှရှင်တွေပေါ့နော်တခုပေါ့ကျွန်တော်တို့ rider အသင်းတွေကိုပေါ့နော်အသင်းတွေကိုနည်းနည်းလေးကို supporting လေးပေးခြင်းတယ်ပေါ့ပေးစေခြင်းတယ်ဘာလို့လဲဆိုတော့တကယ်လို့တခုခုဖြစ်လာခဲ့ပြီလို့ဆိုရှင် no rider အသင်းတွေကသွားတယ်၊ကူညီတယ်သွားတယ်၊ကူညီတဲ့နေရာမှာကျွန်တော်တို့ volunteer တွေမှာစိတ်မဖြစ်ဘူး ဟိုအိုးထုတ်ဖက်နဲ့လက်အိတ်ပေါ့နော်အဲ့လိုမစုံလင်ကြဘူးနောက်ပြီးတော့ပစ္စည်းကရိယာတွေမစုံလင်ကြဘူးအဲကျွန်တော်တို့ပြဘာကြီးမှာရှိနေတာပရိုက်တဲ့အသင်းတွေကအားလုံးပါပေါ့နော်တခုခေတ်လို့ရှိလို့ရှိရင်အကုန်လုံးကဒါလူသားချင်းစာနာပြီးတော့သွားပြီးတော့ပူညီခြင်းကြတယ်ဒါပေမဲ့ပစ္စည်းမရှိတဲ့အခက်ခဲလေးတခုပဲပေါ့နော်အဲအဲ့ဒါလေးတခုကိုဟိုဒီပြည်ရင်းပြပါအလှရှင်ရပါတော့ဒါကျွန်တော်ပရိုက်တဲ့အသင်းတွေအားလုံးမိမိတို့ကြိုက်နေတဲ့ဟိုအသင်းလေးတွေပေါ့နော်အသင်းလေးတွေဟိုဒါဝိုင်းဝင်းပြီးတော့လှူဒန်းပေးဖို့တော့ပေါ့တော့အဲဒါကျွန်တော်တို့က rider အသင်းတွေအားလုံးကိုစားပေါ့နော်ကျွန်တော်တို့ကတောင်းဆိုတယ်ကျွန်တော်တို့အသင်းတွေနေရလဲဒီဗမာပြည်မှာရှင်းမှာ rider အသင်းတွေအားလုံးကိုလည်းကျွန်တော်တို့ကကျွန်တော်တို့အသင်းတွေနေလဲအရင်လဲလေးစားတယ်ကျေးဇူးလက်တင်နေဂုံလဲယူတယ်မိမိကိုကြိုးကိုမပါဘဲနဲ့အားလုံးကဒါတက်ညီလက်ညီဒီငလင်းတန်ခံစားရတဲ့မိသားစုဝင်တွေကိုလူသားချင်းစာနာပြီးတော့ဒါအားလုံးကလာပူးပေါင်းပြီးတော့ကူညီကြတာကြောင့်မလို့ကျွန်တော်ဗမာပြည်က rider အသင်းတွေအားလုံးရဲ့ကိုစားပေါ့နော်ဒါအဲအသင်းတွေအားလုံးကဒါကျွန်တော်တို့က တို့ဂိမ်းရကန်လက်အသင်းနေပြီးတော့ကျေးဇူးလေးတင်တယ်အားလုံးပရင်အသင်းတွေအားလုံးလည်းလေးလေးလေးစားတယ်ရှေ့လျှောက်လည်းလုံးမဲ့ pride လုပ်ငန်းတွေရောကဲသေးလုပ်ငန်းတွေမှာလည်းအားလုံးလည်းအနေနဲ့ကင်းပါစေလို့တို့လိုအပ်နေတဲ့ပစ္စည်းလေးတွေကိုလည်းဒီဖြစ်တင်းလှူဒန်းပေးမယ်အလှရှင်လေးတွေလည်းရပါသေးလို့ကျွန်တော်တို့ကူးနာကန်လက်အတင်းကဆူတောင်းပေးလိုက်ပါတယ်ဗျ။ဒီမြန်မာနိုင်ငံမှာပေါ့နော်ခံစားရတဲ့ဒီတဘာဝဘေးရှိတဲ့ငလင်ဘေးကတော့အဲ28ရက်3လ2025နောက်25မှာနေ့လယ်12:52မိနစ်မှာငလင်လှုပ်တယ်ပေါ့နော်။လှုပ်တော့ကျွန်တော်တို့စစ်သောက်ဖြစ်ခြင်းကို ကျွန်တော်ဒီဘက်ရုံကျုံနဲ့ဒီတာဂီတာရုံခွဲပေါ့နော်အတင်းနေရနေနှစ်ဖွဲရနေပြီးတော့ကျွန်တော်ချက်ချင်းပေါ့ operation team ငကိုရဲဖွဲထားအဖွဲရှိတယ်အဲ့ဖွဲရနေပြီးတော့ကျွန်တော်ဒီကနအူကတော့ကို့ဒီနေထိုင်ရာဖြစ်တဲ့ရန်ကုန်မြို့ပေါ့ရန်ကုန်မှာဘလို့ထိခိုက်ပျက်စီးမှုတွေရှိတယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့လေ့လာတယ်လေ့လာတယ်ဟိုတုံးတက်တယ်ပေါ့နော်တုံးတက်ပြီးတော့ okay ကျွန်တော်ဒီဘက်စိတ်ချတဲ့နေထိုင်မှုဖြစ်တဲ့အချိန်မျိုးမှာကျွန်တော်ညနေ၄နာရီလို့အချိန်မှာကျွန်တော်ရုံခွဲနဲ့ဒီရုံရုံကျုံနဲ့ပေါ့နော်ကျွန်တော်ပူပေါင်းပြီးတော့လူငယ်က၅ဦးနဲ့ အဲအဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့တစ်ဖွဲ့ကကျွန်တော်ဒီကုညီကယ်ဆယ်ရေးအတွက်ဆိုပြီးတော့ operation အတွက်စတ်ထွက်သွားတယ်ပေါ့နော်ညနေ၄နာရီမှာပြီးတော့ကျွန်တော်တို့ကတော့ကြံခဲ့တဲ့တစ်ဖွဲ့ကကြတော့ကျွန်တော်ဒီရှီလန်းထွက်တဲ့အဖွဲ့ကိုကုညီထောက်ပံ့ရတဲ့အပိုင်းပေါ့ကုညီထောက်ပံ့ရတဲ့အပိုင်းမှာကျွန်တော်တို့ကဒီဘက်ကဘက်ကအနေနဲ့နေခဲ့တယ်ပေါ့နော်နေခဲ့ပြီးတော့ကျွန်တော်ဒီကနေပြီးတော့အလူရှင်ပိုင်းတွေကုညီထောက်ပံ့တဲ့သူတွေအပိုင်းတွေကိုကျွန်တော်တို့က ရှာဖွေတယ်ပေါ့နော်ရှာဖွေတယ်ဒီဘက်ကအလူတွေခံတယ်ပေါ့ဟောရှေ့ကတစ်ဖွဲကတော့ဟိုမှာတော့ဒီတက်ဆိုင်ရာတစ်ဖွဲဝင်နေနဲ့တက်ဆိုင်ရာဖွဲ့စည်းနေပူပေါင်းပြီးတော့လှုပ်ရှားတယ်ပေါ့အဲကျွန်တော်တို့ဒီဘက်ကကြတော့အဲကျွန်တော်တို့တက်တော့မှဟိုအလောက်ဖြစ်မှာနော်9ရက်9နေ့4ရက်နေ့4ရက်နေ့4ရက်နေ့မှာကျွန်တော်တို့ဒီကနေပြီးတော့လူရှင်တွေရဲ့9ရက်သားသမီးရဲ့လှူဒန်းမှုနဲ့ကျွန်တော်တို့စပြီးတော့လှူဒန်းမှုလမ်းကြောင်းစတင်ထောက်ပါတယ်စတင်ထောက်ပါတဲ့အချိန်မျိုးမှာကျွန်တော်တို့စီမာပေါ့อืมခမန်းပေါ့နော်အလူ ခံမှန်းကုန်ဟွာပေါ့အလူပစ္စည်းရောကျွန်တော်ဒီငွေကြေးရိုင်းပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်ဒီခုနှစ်သားသမီးရဲ့အလူငွေနဲ့အလူငွေခံမှန်းကျွန်တော်ကြသိန်း၄00ပို့လောက်နဲ့ကျွန်တော်ကူညီထောက်ပံ့ရေးလမ်းကြောင်းစထွက်တယ်ဗျစထွက်ပြီးတော့ကျွန်တော်အရင်ဆုံးအမြန်လမ်းအနေသွားတယ်အမြန်လမ်းအနေသွားတဲ့အချိန်မှာလမ်းအနေရပြတ်တာဖြစ်တဲ့တော့လမ်းဟောင်းကိုပြန်ဆင်းနေကျွန်တော်တို့လမ်းဟောင်းကိုပြန်ဆင်းနေတဲ့အချိန်မှာအဲကနဦးတည်တာပေါ့နော်ကျွန်တော်မှပျော်ပွဲပျော်ပွဲရောချမ်းမှာ လူရှင်ရောက်ပေါက်လည်းနေတယ်လူရှင်ရောက်ပေါက်လည်းနေတယ်ထိခိုက်ပျက်စီးမှုလည်းများနေတာဖြစ်တဲ့တော့ကိုကျွန်တော်ဝင်ပြီးလေ့လာမယ်လေ့လာပြီးတော့လိုအပ်ရင်ဝင်ပြီးတော့ကျွန်တော်လှူဒန်းမယ်ဆိုတဲ့အကြီးရဲ့ချက်နဲ့ဆိုပြီးတော့ကျွန်တော်ပျော်ဝင်မျိုးကိုဝင်တယ်ပျော်မျိုးဝင်တဲ့အချိန်မှာတကယ်လဲပျက်စီးမှုများတယ်များပြီးတော့ဟိုကုညီလူနန်းသူတွေကတိတ်ပြီးတော့မဝင်ဖြစ်ဘူးကောနော်အစာလည်းဖြစ်လည်းဖြစ်ကောမဝင်ဖြစ်တာနဲ့ကျွန်တော်ဝင်ပြီးတော့အဲအရင်ဆုံးကနော်ကိုကျွန်တော်အမပလီပေါ့နော်ပလီမှာဟိုဝိပုနေနေနဲ့ဖိတ်မိတယ်ပြိုကျတဲ့နေမှာပါသွားတယ်ပေါ့အဲ့ဒီ ကျွန်တော်အဲ့ဘလီကိုရှင်သွုံးသွားတယ်ရှင်သွုံးသွားပြီးတော့ကျွန်တော်ဒီကနေပြီးတော့အာငွေကြေးပေါ့အလူငွေပေါ့နော်အလူငွေရဲ့ပြီးတော့တော့စားတောက်စရာတွေရေတန်းကတ်တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့လူလန်းခဲ့တယ်အရာတစ်ဖန်ကျော်ဒီမဒီလာမျိုးမှာပေါ့နော်အဲ့ဒီဆရာတော်ကြီးကနေပြီးတော့ဥဆောင်ပြီးတော့ကျွန်တော်ဒီတမျိုးလုံးမှာရှိတဲ့အပြည့်စည်းတွေရှားဝေကယ်ဆယ်ရေးလုပ်ငန်းတွေတို့ဒါတွေကိုသူဥစည်းဥဆောင်လုပ်ပြီးတော့ဟိုလူတန်းနေတဲ့ဆရာတော်ကြီးပေါ့နော်အဲ့ဆရာတော်ကြီးကိုကျွန်တော်တို့ဥတိုက်တယ်ဥတိုက်ပြီးတော့ဆရာတော်ကြီးဒီလိုလိုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့လမ်းကြောင်းကတော့မန္တလေးကိုဥတီတယ်လမ်းကြောင်းဒါပေမဲ့ ကျွန်တော်တို့ခုဒီပြောပွဲဝင်တဲ့အချိန်မှာဒီလိုလိုအပ်တာတွေတွေ့တာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဝင်ပြီးတော့အခုတာဝန်များလေးပေါ့ကုညီပြီးလူလန်းချင်ပါတယ်ဆိုပြီးတော့ကျွန်တော်ဆရာတော်ကြီးနဲ့ချိတ်ဆက်တယ်ချိတ်ဆက်ပြီးတော့ကျွန်တော်စီမှာပါလာတဲ့အင်အားပေါ့နော်အကောင်လုံးတော့ပုံမှန်၄ပုံတပုံပေါ့၄ပုံတပုံကိုကျွန်တော်တို့အဲဒီပုံကြောင်မှာကျွန်တော်လူလန်းခဲ့ပါတယ်လူလန်းခဲ့တယ်အဲလူလန်းခဲ့ပြီးတော့ကျွန်တော်အဲ့မှာပေါ့ဟိုကျွန်တော်ဒီကအလူရှင်တွေလူလန်းတဲ့အောက်ဆီဂျင်ဆက်တွေပါတယ်အောက်ဆီဂျင်ဆက်ကခံမှန်းတန်ဖိုးတလုံးကို30လောက်ရှိတယ်အဲ့ဒီဆက်တွေကိုကျွန်တော်တို့ ဒီဘုံကြီးကျောင်းမှာလည်းကျွန်တော်လူတန်းခဲ့တယ်လူတန်းခဲ့ပြီးတော့သူကတော့ပို့ပြီးတော့နေခံလဲပြတ်တော့ပို့ပြီးထိရောက်တယ်လေကျွန်တော်ကတော့ဟိုနေခံလဲမဟုတ်တာဖြစ်တဲ့အတွက်ကိုသူတို့လောက်တိတ်ထိရောက်မှာမဟုတ်ထိရောက်မှာမဟုတ်တဲ့ဖြစ်တဲ့အတွက်ထိရောက်မဲ့နေရာလို့ယူဆရတဲ့အတွက်ကိုကျွန်တော်တို့အဲ့မှာဟိုအလုံးွေပိုင်းနေရောထောက်ပိုင်းပစ္စည်းပိုင်းနေရောထောက်ပိုင်းပစ္စည်းဆိုတော့ကျွန်တော်တို့မဟုတ်ပါဘူးစားတော့ကအဓိကပေါ့အစားတော့ရေသက်ပြီးသွားရင်ကျွန်တော်ဒီအောက်ဆီဂျင်ဆက်ပေါ့ဒါလေးကိုကျွန်တော်လှူဒန်းခဲ့တယ်လှူဒန်းပြီးတော့အရင်တစ်ဆင့်ကျွန်တော်တို့မန္တလေးကိုတက်တယ်မန္တလေးကိုတက်တဲ့အခါမျိုးကလည်း ဟိုပြောရရင်ကျွန်တော်လမ်းမလေးအခက်ခဲအများကြီးကြုံခဲ့ရတယ်ဗျကြုံခဲ့ရတယ်ဆိုတော့ဒီလမ်းမကားပြတ်တာလို့ဘာလို့လဲပေါ့နော်အဲ့လိုကြုံခဲ့ရတယ်ကြုံခဲ့တဲ့အချိန်မှာကျွန်တော်တို့5ရက်နေ့5ရက်နေ့နေ့လယ်လောက်မှာကျွန်တော်တို့မန္တလေးကိုရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ရှေ့ operation ဖွဲ့ရင်းနဲ့ပူးပေါင်းတယ် operation ရဲ့နဲ့ပူးပေါင်းပြီးတော့အဲလက်ရှိမှာပေါ့နော်ဟိုကုချပွဲကူညီခဲ့တဲ့လုံနေတဲ့ operation ဖွဲ့လည်းလုံနေရဖြစ်တဲ့တော့ကိုသူတို့နဲ့လူတချို့ကဝင်ပူးပေါင်းတယ်တချို့ကြတော့ကျွန်တော်တို့ဒီဘက် လူတန်းမှုအပိုင်းကိုစီစဉ်နေပေါ့စီစဉ်နေဆိုကျွန်တော်တို့မှာကြောက်ဦးတွေပါတယ်ရေတန်းကတ်တွေလို့စားတာတောက်တာပေါ့နော်အဲ့ဒါကိုလူကြီးရဲ့အိမ်တော်စုတွေနဲ့ဟိုချိန်ပြီးတော့ကျွန်တော်ဒီဘက်မှာထုတ်ပိုးတာလို့ပေါ့အပိုင်းကိုလှုပ်တယ်ပေါ့လဲလှုပ်လဲလှုပ်ပြီးတော့ကျွန်တော်တို့အမ်နေရာတွေခွဲပြီးတော့နောက်နေ့6ရက်နေ့ချောင်းနေမနက်မှာစပြီးတော့ကျွန်တော်လူမှန်းမှုတွေစတင်ခဲ့တယ်။အဲဒီမနက်မှာကျွန်တော်တို့တဏီကုံပေါ့နော်တဏီကုံလူတယ်တဏီကုံလူတဲ့အနေအထားမျိုးမှာကျွန်တော်တို့လူဟိုပါပေါ့အိမ်တော်စု900 500 600လောက်ကိုကျွန်တော်တို့လှူဒန်းနိုင်ခဲ့တယ်ပေါ့လှူဒန်းနိုင်ခဲ့တယ်အဲ့ဒီကနေဒီစင်မှာကျွန်တော်တို့ဒီမန္တလေးတိုင်းပြည်သူစေယုံပြည်သူစေယုံကြီးမှာသွားပြီးတော့ကျွန်တော်တို့ဒီမှာရှိနေတဲ့အောက်ဆီဂျင်ဆက်တွေပေါ့အောက်ဆီဂျင်ဆက်တွေကိုသွားပြီးတော့လှူဒန်းခဲ့တဲ့အောက်ဆီဂျင်ဆက်ပါမယ်ကျွန်တော်တို့ရေတန်းကတ်တွေပါမယ်ပေါ့နော်ဒါတွေကိုသွားပြီးတော့ကျွန်တော်လှူဒန်းခဲ့တယ်อืมလူကျင်နာတွေကတော့အများကြီးပေါ့ဗျာဒါပေမဲ့ခုနပြောသလိုပေါ့ကိုယ်တွေလည်းနိုင်သလောက်ပေါ့နော်ဒီထက်မှကလည်းထပ်ပြီးလှူကျင်တယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ ိုအသိငွေနဲ့လည်းမဟုတ်ဘူးလေဟိုခொနီးရသားသမီးရဲ့လူဒန်းမှုတွေနဲ့ပေါ့နော်ဒါရေစုဖွဲ့မှုတွေနဲ့ကျွန်တော်လူဒန်းလာဖြစ်တဲ့အတွက်ကိုကျွန်တော်မှများစားတော့မလူနိုင်ခဲ့ဘူးဟိုဒီထက်လည်းအများကြီးလည်းလူကျင်တယ်လူကျင်တယ်ဒါပေမဲ့ခုနပြောလို့ပေါ့နော်အလူဝေအလူပစ္စည်းပိုင်းပေါ့အဲ့ဒီအင်အားပိုင်းပေါ့နော်ဒီပါဒါရေလိုအပ်ချက်ရှိနေတာဖြစ်တဲ့အတွက်ကိုပြီးတော့ကျွန်တော်တို့အဲ့ရနေပြီးတော့ကျွန်တော်9ရက်နေ့9ရက်နေ့မှာကျွန်တော်တို့မန္တလေးကနေပြီးတော့လူဒန်းမှုတွေပြီးတော့ပြန်ဆင်းလာခဲ့တယ်ပြန်ဆင်းလာပြီးတော့ ကျွန်တော်ဒီ operation ဖွဲ့ပါတခါရဲ့ပါလာတယ်ပေါ့နော်ပါလာတယ်ပြီးလဲပြီးတော့နောက်တဲ့ operation ဖွဲ့ကကျွန်တော်တို့9ရက်နေပြီးတော့10ရက်နေ9ရက်နေမှာဒီကနေပြီးတော့နောက်တစ်ခွက် ပြန်တက်တယ်ပေါ့အဲ့ဒီမန္တလေးပြည်စကိုင်းပေါ့နော်အဲ့ဒီကိုကုညီကုညီမယ်လူတန်းမယ်ဆိုတော့ဟိုအနေပေါ့ project နဲ့စပြီးတော့စပြန်ထွက်တယ်ပြန်ထွက်တဲ့အချိန်မျိုးမှာကျွန်တော်ဒီဘက်ချမ်းကနေပြီးတော့ကျွန်တော်တို့ဒီဘက်ကလည်းနောက်တစ်ချိန်တော့ပေါ့အလူရှင်တွေအလူအင်အားတွေပေါ့နော်ဒါတွေထက်ရှာတယ်ရှာပေမဲ့တော့ပထမတစ်ခေါက်ကတော့တိတ်မလူနိုင်တော့ဘူးပေါ့လူနိုင်တော့ဘူးဆိုတာအလူရှင်တွေဘက်ကလည်းပြောရရင်ဒီလိုမျိုး ဟိုခက်ခဲနေတဲ့အချိန်ကာလမှာလူဒန်းမှုအပိုင်းမှာကျတော့တိတ်ပြီးတော့မလူဒန်းနိုင်တော့ဘူးပေါ့နော်ကျွန်တော်တို့ဘက်ကလည်းထပ်ပြီးလူခံလာအားနာတယ်ပေါ့အားနာဖြစ်တဲ့အတွက်ကိုအဲ့ဒီအင်အားနဲ့တက်နိုင်တဲ့များအင်အားလေးကိုစုဖွဲ့ပြီးတော့ကျွန်တော်ဒီကတက်တဲ့ operation အဖွဲ့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်လူဒန်းနဲ့ကုညီတယ်ပေါ့နော်ကျမတို့ကတော့ဟိုလူရှင်တွေကစားတောက်စရာလူရဲ့လူရှင်ရှိတယ်ဝေးကြီးလူရှင်ရှိတယ်အဲ့ဒီလူဟာတွေကိုဝေးကြီးပိုင်းဗန္ဓာကြီးပိုင်းနဲ့လည်းပတ်သက်ပြီးတော့တေချာစနစ်တကျစာရဲစာနဲ့စင်ကြစီစီ ဟိုလှုပ်ပြီးတော့စင်းစရာနဲ့စင်းရင်းစရာနဲ့လှုပ်ပြီးတော့ပြီးလို့ရှိရင်အစားတောက်စရာတွေကိုဝယ်ချမ်းချက်ပြုတ်စရာရှိရချက်ပြုတ်တယ်ပြီးလို့ရှိရင်ခြေတန်းကဟိုလန်ဒီယာတွေဟိုလန်ဒီယာတွေကဟိုဟိုလန်ဒီယာစီဘိုင်လိုအပ်ချက်ရှိလဲလူမျိုးတွေဟိုအဆင်ပြေမလဲဆိုပြီးတော့ဟိုဘယ်လိုခေါ်မလဲလိုအပ်တာဘာထောက်ပံ့ရမလဲဘာလီထောက်ပံ့ရမလဲပေါ့အဲ့လိုမျိုးတွေအကုန်လုံးစနစ်တကျလောက်ပြီးတော့မှအားလုံးစုပြီးတော့ ဒီခက်ခဲနေတဲ့နေရာတွေငင်းပြီးခန်းစားနေတဲ့နေရာတွေကိုတွားရောက်လူတန်းနေပြီးလို့ရှိရင်ပြန်တွားလူတဲ့နေရာမှာတွားလူတဲ့နေရာမှာလည်းကားစီဘိုးကိုဒီအသင်းမိသားစုဝင်ဗောလန်နီယာတွေစုပြီးတော့ဟိုကားစီဘိုးပန်ပိုးပြီးတော့တွားကြတယ်တွားပြီးတော့ဒီအလူကြီးဖြစ်မြအောင်ဒီလူကြီးဖြစ်မြအောင်ကိုတွေပေါ့နော်ဟိုတတ်နိုင်တဲ့လောက်တွေအကုန်ကူညီခဲ့ပါတယ်အဓိကလိုအပ်ချက်အနေနဲ့ကတော့ကျွန်တော်တို့အခုချိန်မှာပေါ့နော် ဟိုပြန်လဲထူထောင်ရေးအပိုင်းอ่ะဖြစ်သွားပြီဗောနော်ဒါကြောင့်အခုပြန်လဲထူထောင်ရေးကာလဖြစ်သွားပြီအဲ့ကာလအတော်အတွင်းမှာကြတော့ဟိုအခုဒီကြောင့်ယာယီတဲလေးတွေကိုနော်ယူရရင်ကျွန်တော်တို့အခုမိုးရတီကလည်းရောက်တော့မှဖြစ်တဲ့အတွက်ကိုဒီတီရလေးပြကျွန်တော်ဒီမိုးလင်းဝင်တဲ့အထီကိုကပြန်လဲထူထောင်ရေးအတွက်ကိုသူတို့ဒီအိမ်နေပြန်ဆောက်တာတို့ဘာလို့ညတော့အချိန်မီဦးမှာမဟုတ်ဘူးပြအလင်းမီဦးမှာလည်းမဟုတ်ဘူးဟိုတော့ဖြစ်တဲ့အတွက်ကိုလက်ရှိမှာဗောနော်နေစရာပြုစရာတော့အဓိကဖြစ်နေတာဗောနေစရာပြုစရာမရှိတဲ့အတွက်ကိုအဓိကလိုတာတော့ခုနကျွန်တော်တို့ယာယီတဲလေးတွေလိုမယ် ပြီးရင်ဟိုယာယီအိမ်လေးတွေပေါ့နော်အိမ်လေးတွေဟိုအရန်တံမိုးနဲ့အိမ်လေးတွေပေါ့နော်တံမိုးနဲ့အိမ်လေးတွေလုံမယ်ပြီးရင်ကျွန်တော်တို့စောင်းလေးချင်းအောင်လေးအဲပြီးတော့ရင်ကျွန်တော်တို့ဒီတာလဘတ်ပေါ့တာလဘတ်တို့ဟိုဒါတွေကတော့အဓိကမေးပေါ့ဗျာနော်ပြီးတော့နောက်တစ်ခုကကျောက်ဒီငလင်ဘေးတင်သွားတာဖြစ်တာဒီရဆိုးကျိုးတွေအနေနဲ့ပေါ့နော်ယောဂလက္ခဏာကြီးလည်းအများကြီးဖြစ်လာနိုင်တယ်ဖြစ်လာနေတာဖြစ်တဲ့အတွက်ကိုအဲ့တော့ကိုကျမကြီးတော်တော်ကြိုတင်ကာကွယ်ဖို့ ဒါတွေလည်းလိုတယ်ပေါ့နော်ကျူရင်ကောက်ဖို့လိုတယ်ဒီစီဝါကရိယာတွေပါလေအစားပေါ့နော်ဒါတွေလည်းလိုတယ်အဓိကတော့ main ကတော့အဓိကတော့နေစရာပါပဲနေစရာအဓိကပါပဲကျွန်တော်တို့ဒီပြန်လဲထူထောင်ရေးအပိုင်းမှာကြတော့လဲကျွန်တော်ဘယ်လိုလုပ်ပေးမလဲဆိုရင်ကျွန်တော်ဘက်ကတော့ခုနပြောလို့ပေါ့အဓိကတော့ကျွန်တော်တို့ရှိမှာပေါ်တည်တာကတော့ဒီစိတ်တက်တဲ့လူဝင်ရပါတော့နော်စိတ်တက်တဲ့လူဝင်ရဖြစ်တဲ့တော့ကိုကျွန်တော်လည်းစိတ်တက်တဲ့လူဝင်ရကတော့က စိတ်တန်းတဲ့လူတွေကဥဆောင်ပြီးတော့ပေါ့ကျွန်တော်ဒီဘက်ကနေပြီးတော့တန်းတန်းတဲ့များအလူရှင်တွေကျွန်တော်တို့ရှာပေးမယ်ဟိုတချို့ကျတော့လူတန်းကိုအကြီးမားလုပ်ချင်တဲ့သူတွေရှိတယ်ဒီလိုမျိုးတွေကိုထိရောက်တော့နီးနေပေါ့လူတန်းစီဖို့အတွက်ကိုကျွန်တော်တို့ကထိရောက်စွာကူညီနိုင်ဖို့ကြိုးစားမယ်ခုနအဓိကကတော့လူအားစိတ်အားနဲ့ကျွန်တော်တို့ဟိုဝင်ပြီးတော့ကူညီပေးမယ်ပေါ့နော်ပြီးတော့ဒီဘက်ကကျွန်တော်တို့ဘက်ကလည်းဒီဘက်ကနေပြီးတော့အဲ့လိုပြန်လည်ထူထောင်ရေးအတွက်တချို့ကျတော့ပြန်လည်ထူထောင်ရေးအတွက်တည်နှက်လှူချင်တဲ့ လူရှင်တွေရှိတယ်အလူရှင်တွေရှိတဲ့အချိန်မျိုးတွေလို့လည်းကျွန်တော်ဒီဘက်ကနေကိုတကယ်ထိရောက်စွာကူညီနိုင်ဖို့တကယ်လိုအပ်တဲ့နေရာမျိုးကိုကျွန်တော်တို့ချိန်ဆက်ပေးမယ်ချိန်ဆက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကိုကြလိုက်ပြီးတော့တွားပြီးတော့လှူဒန်းပေးမယ်ပေါ့နော်ဟိုကျွန်တော်ဒီဘက်ကချမ်းကလည်းချမ်းရင်ရတယ်လို့ပေါ့နော်အလူရှင်ရရင်ရတယ်လို့ကျွန်တော်ဒီဘက်ကနေပြီးတော့တွားပြီးတော့ပြန်လဲထူထောင်တဲ့အတွက်ကူညီပေးမယ်လှူဒန်းပေးမယ်လူအားရောလူအားရောငွေအားရောအဲ့လိုမျိုးပေါ့နော်ဘယ်ဖြစ်ဖြစ်ကျွန်တော်တို့ကလည်းလူနေစုလေးနဲ့ဆူတာပေမဲ့ ဒီဘယ်နေရာဖြစ်ဖြစ်ဟိုကုညီချင်မယ်ကုညီချင်တဲ့စိတ်တက်ကအများနဲ့ရှိပါတယ်ဒါကြောင့်မို့ဘလူတွေဘလူပဲဒုက္ခမျိုးစုံတွေ့တွေ့ဟိုဘလူအကူကြီးလိုအပ်လို့ရှိရင်ဂယူနာကံကအများနဲ့ရှိပါတယ်လို့